ခိုင်နေဝေလူတန်းတဲ့အလူတွေပေါ်မှာထီရောက်တဲ့အလူမဟုတ်ဘူးလို့ဒေဝုံလိုက်တဲ့ဝင်းမင်းတန်ပရိသတ်ကြီးမြမပြည်ငလင်ပေးဟာသူတေတီတွေပြောချက်ရကတော့အတော်လေးကြောက်ဖို့ကောင်းလာပါပြီနော်1980နောက်ပိုင်းကာလမှာဂျပန်နိုင်ငံရဲ့မြို့တမြို့ဟာမြေအောက်ထဲမှာကျဝင်သွားတဲ့ဖြစ်စဉ်ကိုကြားဖို့ကြားမှာပါနော်ဟုတ်ပါပြီအခေတုံကလှုပ်ခတ်ခဲ့တဲ့ငလင်ဟာ in our restars ke 7.5ဖြစ်ပြီးတော့ data မှာမြေအောက်ရေတွေက မြေပေါ်ပေါပေါထွက်ပြီးတော့မြေပြင်ကပျော့လာကကြုံဝင်သွားကြတာဖြစ်ပါရည်မြမငလင်ကိုကြည့်မေဆိုရင်လေမြေောက်ကနေပျောက်နေတဲ့ရှားတွေပေါ်ထွက်လာပြီးတော့မြေပြင်ပေါ်ကတိုက်တွေဆောက်ဦးတွေကြုံဝင်သွားကြတာယခုလက်ရှိတွေ့မြင်နေရတာပါနော် ငယ်လီဘေးအတွက်ပြန်လည်ထူထောင်မတည်ဖို့အတွက်မိနမီကြီးခိုင်နေဝေဟာလူမျိုးဘာသာမရွေးလူတန်းမှုတွေပြုလုပ်နေပြီးတော့အချို့ဆိုရင်တော့သူမရဲ့လူတန်းမှုဟာပြာစားမှုတသက်လို့တောင်မှပြောဆိုနေကြတာဖြစ်ပါသည်အကောင်ဘက်ကထောက်ပြတဲ့အမှုပညာရှင်တွေရှိသလိုမနာလိုမရှုစိတ်နဲ့ပြောဆိုနေကြသူတွေလည်းများကြီးပါနော်မိနမီခိုင်နေဝေဟာငယ်လီဘေးကြောင့်ပြိုကျပျက်စီးသွားတဲ့ဖုံးတော်ကြီးကျောင်းတွေနဲ့ဘာသာရေးစာအုပ်တွေကိုဝင်အားစိုက်ထုတ်လူတန်းခဲ့ပြီးတော့အချို့အစားစာလိုအပ်တဲ့နေရာတွေမှာလည်းရှေးသန့်ထမင်းတို့စားတဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနေတာဖြစ်ပါသည်သူမတယောက်တည်းအားနဲ့မနိုင်တော့ ဖွဲ့စည်းချို့ရဲ့ကူညီနဲ့အားတက်သရောပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ဒီထဲမှာမှကျမတို့ရဲ့ beauty အလှမယ်မိခင်ကြီးဝင်းမင်းတန်းခေါ်အဝင်းကတော့ငယ်လေးပဲမှလူတန်းစားတဲ့သူတွေကိုလူတန်းမှုထားမြတ်အောင်ပြောပြခဲ့တာဖြစ်ပါတယ်။မဝင်းကတော့တချို့လူတန်းမှုတွေဟာလိုအပ်တဲ့နေရာကိုမရောက်ဖ ೇನೆ အလူကထားမမြောက်ပဲပျက်စီးသွားကြတာရှိပါတယ်။စေတနာနဲ့ထောက်ပြပေးတဲ့မာဝင်းပြောပုံကတော့အလူတန်းလုပ်နေသူတွေဟာလိုအပ်တဲ့နေရာတွေကိုမလုပ်ဘဲတခါလာလဲထမင်းတုံးနေရှိဖြစ်ပြီးငလင်ဘေးတင်ပြည်သူများဟာထမင်းတွေအများကြီးတရက်တရက်အလူရကြပါတယ်။ ိတ်ထဲမှာမှရဝေးကတည်လာတဲ့ထမင်းတုပ်တွေဆိုရင်မန္တလေးနဲ့စကိုင်းအရောက်ပျက်စီးသွားကြတာလို့သိုးသွားတာလို့ဖြစ်ပါတယ်။ဒါရီဟာအလူကြီးလူပေမဲ့အထမမြောက်တော့ရဝေးကလာကြတဲ့သူတွေဆိုရင်အစာကြောက်တွေနဲ့တကယ့်ပြည်သူတွေအတွက်ပြန်လည်ထူထောင်ရေးလိုအပ်တဲ့ငွေသားကိုပဲလူစေချင်တယ်လို့ပြောပြခဲ့တာဖြစ်ပါတယ်။ဝင်းမင်းတန်ဟာအလူတစ်ခုကိုပြီးစော်လဲမလူပဲနဲ့သူတို့ရဲ့ရမဲသိမ်းမြို့လေးမှာဆိုရင်လေအိမ်မောင်းရာချီပြုတ်ပြတ်သွားတယ်။ဒီအတွက်ဂရင်းသမားနဲ့ဘဖိုးသမားတွေကိုငွေပေးပြီးဖြိုခိုင်းရတယ်။ဖိခိုင်းရတယ်။ဒီအတွက်မရှိတဲ့ပြည်သူတွေဟာ တပူပေါ်နပူဆင့်ပြီးတော့ငွေချေရငွေကူညီတွေမရှက်မပြူဝဲနေလိုက်တောင်းနေရတယ်လို့ဆိုပါရည်မြို့ကြီးပြကြီးမှာတောင်းမှဘက်ဖိုးသမားတွေကိုတဆယ်ကြည့်ပေးရတာပါသူတို့ရမဲသိန်းမှာ9သိန်း6သိန်းထက်ကြီးပဲဒါကြောင့်မလို့ငွေအင်အားလေးလေလာကောက်လူစည်းကျနေလို့အမောက်ခံပြပြခဲ့တာဖြစ်ပါရည်နောက်ပြီးသူမဟာ ဘသူဘသူမှပြောမနေတော့ဘဲနဲ့မင်းသမီးခန်းနိုးဝေရဲ့အလူဟာရှားပြီးသားပြီးပြီးသားဖြစ်ကိုပဲအလူပေးနေသလိုဖြစ်တယ်။အခြားတကယ်လိုအပ်နေတဲ့နေရာတွေကြမရောက်ဘူးလို့ထောက်ပြခဲ့တာပဲဖြစ်ပါတယ်။ဒီလိုလူတန်းမှုပေါ်မှာလေမကောင်းထောက်ပြပြီးတော့ကဲ့ရဲ့ဝေဖန်တာမဟုတ်ဘဲတကယ့်မြေပြင်မှာဖြစ်နေတာတွေကိုချပြပြီးလိုအပ်နေတဲ့ပြည်သူတွေကိုအဓိကထားလို့ပြောပြပေးခဲ့တာဖြစ်ပါတယ်။ကျမတို့ပြည်သူတွေဟာအလူတန်းရရောပေမဲ့မလိုအပ်တဲ့လူတစ်ခုဖြစ်သွားရင်ဘသူမှကုသိုလ်မရဘဲနဲ့ငရေတောင်မှရှာနိုင်ပါရဲ့နော်။ မဝင်းမင်းတန်လေးဒီချက်ကိုတေချာထောက်ပြပြီးတော့ပြောပြပေးသွားတဲ့အတွက်ကျေးဇူးတင်စီရပါပဲနော်မြမပြည်သားတိုင်းရဲ့အလိုရေဆက်လက်နဲ့မကွာပဲနဲ့လူတန်းချသူတွေပေါ်မှာတာရုခေါ်ဆိုနိုင်ကြပါစေရှင်ဒီတော့ပရိသတ်ကြီးမဝင်းမင်းတန်ရဲ့ထောက်ပြမှုပေါ်မှာမှတ်ချက်လေးတွေပြောခဲ့ပေးပါအောင်ရှင်ကက်ကြီးလေးပါရဲ့ရမ်းမလေးကင်းဝေးနိုင်ကြပါစေနော်